င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ကနာရှင်ဝါရဖြင့်အတုံးချမွေနဲ့စံတန်မှုပြောင်းကွယ်ပြင်ဆင်ထားတဲ့မြန်မာအမှုပညာရေးဝန်မြန်မာအမှုပညာလောက2015နဲ့2020ကြားမှာတော့ထုတ်လုပ်မှုအရရောအမှုပညာတက်မှုနဲ့ငွေကြေးအမြတ်ဆုံးရအကောင်းဆုံးချိန်ဖြစ်ခဲ့တယ်။အဲဒီချိန်ကအခြေခံကလွတ်လပ်မှုရှိခဲ့ပြီးအမှုပညာပေါ်မှာလွတ်လပ်ဖန်တီးလို့ရခဲ့တယ်။စင်သာဆိုတော့ကလည်းအတော်လေးကိုဖြည့်ရောက်မှုရှိခဲ့ပြီးပညာတတ်လူတန်းစားတွေတောင်မှမြန်မာရုပ်ရှင်အပောင်းပြည်တွင်းအမှုပညာကိုပြန်လည်စားသုံးလာခဲ့ကြတယ်။ အဲဒီကာလမှာအမှုပညာရေးဝန်တစ်ခုလောင်းအင်မတန်ကိုလှုပ်လှုပ်ခန့်ခန့်ရှိခဲ့တယ်။အဲဒီအချိန်အမှုပညာရေးဝန်ကအင်မတန်ကောင်းမွန်ခဲ့ပြီးပြည့်ပြည့်စုံစုံကြီးမဟုတ်တောင်တိုးတက်တဲ့အခြေအနေမျိုးရှိခဲ့တယ်။၂၀၂၁ခုနှစ်ဆီယနာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့နိုင်ငံပြောင်းလဲမှုကနေတဆင်လူမှုစီဝါမတင်ကျိမှုတွေဘယ်တော့မှမကြုံဘူးတဲ့အခုလိုပြည်တွင်းဆင်အခြေအနေတွေနဲ့အဲဒီအကျုံဆက်တွေကြောင့်ကနေ့ချိန်ခါမှာတော့အမှုပညာနဲ့နိုင်ငံတို့ကခွဲခြားခက်ခဲလာအခြေအနေမျိုးတွေဖြစ်လာတယ်။၂၀၁၅မတိုင်ခင်ကအမှုပညာရေးဝန်ကနိုင်ငံခြားဆေးကွက်ထက်ပြည်တွင်းဆေးကွက်နဲ့ပြည်တွင်း ပြည်သက်တွေပေါ်မှာအဓိကအားထားနေတဲ့အခြေအနေရှိခဲ့တယ်။အဲဒီကနေအမှုပညာကိုအခြေခံထုတ်လုပ်သူတွေအစ်စ်ပေါ်လာပေါပေါက်လာသလိုဒါကိုစီးပွားရေးဖြစ်ငွေကတခြားစီးပွားရေးလုပ်ငန်းထက်ဆိုင်ငွေအမြင့်ဆုံးမြင်မြင်ရနိုင်တဲ့ဆိုရက်စီးပွားရေးဆန်ဆန်လှုပ်လာထုတ်လုပ်သူတွေပေါပေါက်လာတယ်။ပြည်ရင်းသူပညာရှင်တွေကလည်းသူတို့အောင်မြင်ကြကြမှုကိုပြည်တွင်းကနေအိနေချင်းနိုင်ငံဒေသတွင်းနိုင်ငံတိအောင်မြင်ကြကြခြင်းလာကြသလိုတချို့ဆိုဟောလိဝုဒ်ထိသွားခြင်းနဲ့အိမ်မက်တွေထိဖြစ်လာကြတယ်။ ပြည်ရင်းစေကွက်တွေမဟုတ်တော့ဘဲပြည်ပစေကွက်ကိုပါထိုးပေါက်လာဖို့ကြိုးစားလာကြတယ်ပြည်ပထုတ်လို့သူချုံနဲ့ပူပေါင်းပြီးရုပ်ရှင်ဆက်ကားတွေရိုက်ကိုထုတ်လို့လာမှုတွေရှိကြသလို Netflix လိုမျိုးပြည်ပရုပ်သံလိုင်းတွေမှာကိုယ်ဆက်ကားကိုပါလာဖို့ကြိုးစားလာရလည်းရှိပါတယ်။ဒါ့အပြင်ရုပ်ရှင်အုပ်တွေခက်မြ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 ပေါ်ပေါက်လာသလိုအဲဒီရုပ်ရှင်အုပ်တွေရင်းနှီးမြှုပ်နှံသူလိုတွေလည်းထပ်ဝင်လာတယ်။ ။ online ကနေပြသနိုင်မှုအတွက် online application တွေကလည်းစင်စင်ခွက်ကိုချဲ့တင်လာကြမျိုးရှိတယ်။အနုပညာစီးပွားရေးနဲ့ဤပညာကိုနားလည်သူတွေပူပေါင်းပြီးတယ်ဦးချင်းတက်ဖွဲ့ခြင်းစီကနေ content တွေကိုဖန်တီးထုတ်လုပ်ပြီး online platform တွေကနေငွေရှာလာကြတယ်။အပြိုင်ဆိုင်များလာတဲ့ဂါလာမအမှုပညာကွန်တန်နဲ့ထုတ်လုပ်မှုအတွက်ကြီးမွန်တဲ့ကေရတန်ဝေဖန်တန်မျိုးစုံနဲ့ဂျားရဲကနေတမမျှတာတဲ့မီဒီယာကေရစနစ်ကြီးစီဥတည်နေခင်ရတော့ညင်းမြရတဲ့အချက်ပဲဖြစ်ပါတယ် ဒီနေရာမှာမီဒီယာခေယစနစ်ကြီးပြောလိုက်တာမှာမီဒီယာဆိုတာကသတင်းမီဒီယာတစ်ခုတည်းမဟုတ်ပဲရုပ်ရှင်ဂီတသဘင်နဲ့စာပေဆိုတဲ့ရုပ်ဝန်တစ်ခုလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့လိုအခြေအနေမျိုးကနေဆရာနာတင်လိုက်တဲ့အခုကာလမှာတော့ပြည်တွင်းထုတ်လုပ်မှုတွေကအမှုပညာရေးအတွက်နဲ့အရေးအတွက်ပိုင်းမှာပါရွရွသွားပြီးပုံစံမျိုးစုံနဲ့ရုံးကန်လှူရှာနေရတယ်။စစ်တပ်ကလက်ရှိနိုင်ငံရဲ့အကြက်တဲကိုနီးလက်မမှန်တဲ့ဖြစ်ရှင်းမှုမျိုးနဲ့ပုံမှန်တိုင်းဖြစ်နေပါပြီဆိုတဲ့အခင်းကျင်းကိုသူတင်းကျင်တဲ့အခါအမှုပညာရေးဝန်ကိုအုံချလာတယ်။ စစ်တပ်ရဲ့နိုင်ငံရေးချက်အတွက်အမှုပညာရုံဝတ်ကိုအသုံးချခြင်းကနောက်ဆက်တွဲအကျိုးဆက်တင်စတဲ့ဖြစ်ပေါ်လာတယ်။စစ်တပ်ရဲ့ဆက်တင်မှုကိုခံကြအမှုပညာရုံဝတ်နဲ့အမှုပညာရှင်ဆိုသူတွေကိုတော်လန်ပြည်သူနဲ့တော်လိုင်းတိုင်းဝိုင်းကသပိတ်မောက်လှုပ်ရှားမှုတွေရှိလာတယ်။ပြည်သူလူထုရဲ့ပြင်းထန်တဲ့သပိတ်မောက်လှုပ်ရှားမှုအကြောင်းစစ်တပ်ပေါ်မှာလာရတဲ့အမှုပညာရှင်တွေအတွက်အမှုပညာလုပ်ကိုဆက်လုပ်ဖို့အခက်အခဲကြုံလာတယ်။ဒါကြတဲ့ဘက်မှာလည်းနိုင်ငံရေးနဲ့လုံးဝမဆက်ဆက်ပဲအမှုပညာတက်တက်လှုပ်ရှင်ပေမဲ့ဈေးကွက်ရအောင်စီးပွားရအောင်ကအချင်းနေတူတော်ဆိုတဲ့အနေအထားဖြစ်တာကြောင့်အမှုပညာနဲ့အသက်မွေးဝမ်းကြောင့်မခက်ခဲအနေအထားမျိုးတွေ insight တွေ့ကြုံလာရတယ် ဒီလိုချင်းနေမျိုးမှာနုပညာရှင်တို့အိနေချင်းနိုင်ငံအပောင်းပြည်ပနိုင်ငံချို့မှာဖျော်ဖြေးလုပ်ငန်းတွေအတွက်ဖျော်ဖြေးခီးတွေထွက်တာတွေတိုးချဲ့ကျင်တာတွေကရှိနေပေမဲ့နိုင်ငံခြားရောမြန်မာပြည်သက်တွေပေါ်မှာလည်းမယုံမယဲနဲ့ကြောက်နေရလည်းရှိတယ်။ဒါကလည်းတစ်ဖက်မှာတော်လိုင်းအတွက်အကျိုးပြုနေတော်လိုင်းနုပညာရှင်တွေအနုပညာထုတ်ကုန်တွေကိုပြည်ပရောက်မြန်မာပြည်သက်တွေကအာတုံခွန်ဆိုင်အပိနေကြရကြောက်ပါတယ်။ဆိုတော့ပြည်တွင်းနုပညာထုတ်ကုန်တွေအနုပညာဆံမီတာမမီတာခဏတာပြည်တွင်းစေကွာအတွက်အခွင့်အလမ်းကအင်မတန်နေတော့ပြီးမရှိတဲ့လောက်ကိုဖြစ်သွားပါတယ်။ နုပညာရန်ဝါနိုင်ငံစည်းဝါးရေးနဲ့အသုံးချကန်နုပညာတူတွေကြောင့်အင်မတန်ရှုပ်ထွေးခြင်းတွေမျိုးလည်းရှိလာတယ်။တချို့ဆိုငွေဖြူငွေမဲဖော်ဖို့အတွက်ကောင်းဆုံးနေရာမျိုးလိုစဉ်းစားလာပြီးတကယ်လည်း money laundering ငွေမဲကိုငွေဖြူလျှော်လာကြရဲ့ရှိတယ်။အဲဒီတည်းမှာမနိုင်ငံအတွက်အနုပညာကိုဝါရောင်းပြန်ချကန်တစ်ခုဖြစ်အသုံးချင်သူတွေက1962ခုနှစ်ဆန်နာသိမ်းပြီးနောက်ပိုင်းအနုပညာသည်အနုပညာအတွက်အစားအနုပညာတဲ့ပြည်သူအတွက်ဆိုခြင်းထဲထွက်ပြခဲ့ကြတဲ့အခုချိန်ထိပဲ။အာရရှင်တန်းရွှေခေမာလကိုင်ဖုန် CDMA ဖုန်တွေ ဆင်ဖုန်းလိုက်လို့ခေါ်တဲ့ဖုန်းလေး hand phone လို့ဟာမျိုးတွေကိုခက်ခဲအောင်လုပ်ထားပြီးမှသူတွေကိုပါမစ်တွေနဲ့ချထားပေးရတယ်။ဘယ် policy ကရရင်ဘယ်လိုပေးရဆိုတာမျိုးဟာတိဖြစ်လာခဲ့တယ်။နောက်ပြန်ကြရင်ဝင်စီကျော်ဆန်လက်ထမှာဆိုရင်မီဒီယာကိုမီဒီယာနဲ့တိုက်တယ်ဆိုတာမျိုးအထိအသုံးချကံမီဒီယာကရစနေကြီးဖြစ်ပေါ်လာပါတယ်။တချိန်ကထုတ်လုပ်ခဲ့မှုတဲ့ပန်းရည်နဲ့ပတ်ကိုင်ရှင်ကိုရဲလင်နဲ့ LED ခီးရွှေဖြတ်သန်းမှုအစီအစဉ်ဆိုတဲ့ online စီစဉ်မှာလူလူကောင်းဆောင်ဒေါက်ဆန်ဆူကြီးကတချို့ကဆိုတဲ့လူပညာရှင်ဆိုတာ မနုပညာတသက်နဲ့ပဲဆိုင်နေနိုင်ငံရေးမှာမပါဝင်ရဘူးဆိုတဲ့အမြင်တစ်ခုရှိတယ်။အဲဒါကိုကျမအနေနဲ့လုံးဝသဘောမတူဘူး။ဘာလို့လဲဆိုတော့မနုပညာဆိုတာကဘာလဲ။မနုပညာဆိုတာတဘာဝကနေဖန်တီးယူတာ။တဘာဝကိုတဘာဝအတိုင်းထားမယ်ဆိုရင်မနုပညာမပါဘူး။တဘာဝပေါ်ကနေခြေခံပြီးဖန်တီးယူတဲ့အင်အားဖန်တီးယူနိုင်တဲ့ပညာအဲဒါအမှုပညာပါပဲ။အဲ့တော့တဘာဝကဖန်တီးလာလူဖွဲ့စီမှာလူဖွဲ့စီဆိုတာကလည်းတဘာဝကနေပေါက်ဖွာလာပဲလူတွေဖန်တီးလာတာအဲ့တော့လူဖွဲ့စီရဲ့အဖြစ်အပျက်တွေမှာမပါဝင်မှုဆိုရင်ဉာဏ်ပညာရှင်ပြည့်ပြည့်စုံစုံမပီတောက်လို့ကျွန်မကတော့ဒီလိုပဲမြင်ပါတယ် ဒါကြောင့်မို့အမှုပညာရှင်တွေနဲ့လည်းနိုင်ငံရေးကအင်မတန်မှဆိုပါတယ်နိုင်ငံမှာလည်းမမှန်ကန်ကန်လုပ်ရတဲ့တကယ့်ကိုလုပ်တဲ့အမှုပညာရှင်ဆိုကျမအင်မတန်တန်ဖိုးထားတယ်ပြည်တွေကလည်းအင်မတန်မှတန်ဖိုးထားတယ်လို့ပြောဆိုဆွေးနွေးခဲ့ပါတယ်။နယူတလင်အောင်မြင်မှုနဲ့အတူဂျာကာလာဆိုရအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာခဲ့အမှုပညာအတိတ်ဘက်နဲ့တန်ဖိုးကိုပြန်လည်ထူထောင်ဖို့လိုအပ်တယ်လို့တက်လာသမျှအစိုးရတွေကတုံ့ချကမဖြစ်ဖို့အတွက်လွတ်လပ်တဲ့မီဒီယာကရာစနစ်နဲ့လွတ်လပ်တဲ့အဖွဲ့အစည်းရှင်တွေကိုရည်စည် ဒီလိုစံတမိုးတွေပြည့်နေနေပေမဲ့အမှုပညာဆက်စစ်တွေထွန်းကားတဲ့ရဝန်းဖြစ်လာဖို့ဆိုတာကလည်းအာဏာရှင်စနစ်အောင်မှာဘလို့မှဖြစ်လာမှာမဟုတ်ဘဲပြည်သူလူထုလိုလာတဲ့ဒီမိုကရေစီအစိုးရအောက်မှာသာဖြစ်လာနိုင်မှာပါဒီလိုချင်းနေမျိုးရောက်မှသာအမှုပညာရှင်တွေအနေနဲ့လည်းတန်ရှင်းပြီးအင်တန်ကောင်းမွန်တဲ့အမှုပညာတွေကိုဆက်လက်ဖန်တီးနိုင်ပြီးအနာဂတ်မှာအင်အားကောင်းတဲ့တခက်လွတ်လပ်တဲ့အမှုပညာရဝန်းတွေထွန်းကားလာမှာအမှုပညာဟာနိုင်ငံရေးထက်အကျယ်ပြန့်တဲ့စိတ်နှလုံးတွင်းကကြပြတစ်ခုပဲဖြစ်တင်ပါတယ် ဆက်လက်ပြီးနေတလင်းမြို့နယ်မှာစစ်တပ်ကလေးဖြတ်ထားသူဦးညီညီကိုစစ်ပြောက်ကြအင်ကြီးဝင်းမှုနဲ့ဖြစ်တဲ့ဘကိုးတိုင်းနယ်တလင်းမြို့နယ်မှာကျန်ဖက်စစ်တပ်လေးဖြတ်ထားသူဦးညီညီကိုစစ်ပြောက်ကြအင်ကြီးဝင်းသည်ဦးဆောင်ကပြစ်သက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရယ်ဒီဇင်ဘာ2ရက်နေ့မှာနေတလင်းမြို့နယ်ငုတ်တူရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လိုက်ကျန်ဖက်စစ်တပ်ကကျင်းရတွင်နေထိုင်တဲ့46နှစ်ရဦးညီညီကိုပြောက်ကြအင်ကြီးဝင်းသည်ဦးဆောင်ကပြစ်သက်ခဲ့ခြင်းဖြစ်တယ်စစ်တပ်ကပြစ်တက်ခဲ့တဲ့ဥညင်ကြီးကလေဖြတ်ထားသူဖြစ်ပြီးစစ်ရောကလည်းခန်းစားနေရကဇနီးနဲ့ကလေးတယောက်ရှင်ချောင်း လက်ရှိချိန်မှာစစ်တပ်စစ်တမ်းကငုတ်တူရဖုန်ကြီးကြောင်းထဲမှာတက်ဆွဲထားပြီးဖန်စီတက်ဖြတ်ခရယာသူတွေလည်းရှိနေတဲ့ကြောင်းသိရတယ်။အလားတူဒီဇင်ဘာတရနေ့မနက်ရှင်းနိုင်ခံမှာပကိုးရွတ်မတွေကျင်းပပြုလုပ်တဲ့အသရီ KI PDF drone တင်းနဲ့စင်ပွဲနဲ့နန္ဒရင်းမြို့နယ်ရှိရေနောက်ရွာကိုအကြက်ဖက်စစ်တပ်ကစက်တက်လေးသုံးစီနဲ့ဖုံးစနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းကြက်ဖက်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်တင်းနဲ့စင်ပွဲပြီးဆုံးချိန်ဖြစ်တာကြောင့် PDF ရေဘော်တွေထိခိုက်မှုရှိကြောင်းထို့ပြင်ကြေးရည်ပြည်သူတွေလည်းအချိန်မီတိုက်ဆောင်လိုက်ကြကြောင့်ထိခိုက်သူမရှိကြောင်းသိရတယ်။ ထို့အပြင်ဒီဇင်ဘာလ2ရက်နေ့မိုးလယ်12:30မိနစ်ခန့်မှာလည်းတန်ဖက်စစ်တဲ့စက်တက်သုံးစီကနတ်တလင်းမြို့နယ်ရွှေဘက်တောင်ကျုံစဲရှင်းလင်းဆောင်ကြီးပင်ရွာနဲ့အောက်တုခရွာတို့ကိုဖုံးစဲတိုက်ခိုက်ပြီးပြည်သူတွေထိခိုက်မှုမရှိတော့လဲဖုံးကြီးကြောင့်လည်းအနေနဲ့ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆလဘီတီအန်အယ်လီနဲ့ပြည့်သဘောတူညီပြီးနောက်ပိုင်းမိုးကုန်းမြို့နယ်ကိုစစ်ကောင်စီပထမအဆုံးဂျိန်လေးကြောင်းတိုက်ခိုက်မိုးကုန်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PDF ဘူပေါတပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒီကနေ့မနက်စောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲသွားတယ်လို့မြို့ခန့်တွေကပြောတယ်။မိုးကုန်းမြို့နယ် မော်မကျေးရနီမှာဒီဇင်ဘာလကျောင်းကတိုက်ပွဲပြင်းထန်ပြီးဒီဇင်ဘာလရဲ့မနက်စောပိုင်းတနအိကတ်မှာကျေးရနီကိုဂျက်ဖိုက်တာနဲ့ပုံကျက်ခဲ့လို့မြန်ကန်နေကပြောတယ်။ DNL နဲ့သဘောတူညီပြီးတော့စစ်ကောင်စီတပ်တွေမိုးကုတ်မြို့ကိုနိုဝင်ဘာ20ရက်နေ့ညနေမှာဝင်ရောက်လာဖြစ်တယ်။ပြည်သူ့စစ်တင်နဲ့ဆင်တက်တာတတိပဝင်အင်အားတစ်ထောင်ခန့်ပောင်းပြီးမိုးကုတ်မြို့စေယုံကျောင်းကြီးဘောလုံးကွင်းနေရာမှာလက်နက်ကြီးတပ်ဆင်ပြီးတပ်ဆွဲနေတယ်။နိုဝင်ဘာ30ညနေမှာစစ်ကောင်စီတပ်စစ်ကြောင်းချိုးအားမိုးကုတ်မြို့ပြင်ပတိုးလာလို့ PDF တွေနဲ့ပူပေါင်းတော်လိုင်းတွေတိုက်ခိုက်ခဲ့တယ်။ PNL လေးဆောက်ခွာသွားပြီးရနောက်ပထမဆုံးဖြစ်တဲ့အဲ့ဒီတိုင်ပွဲမှာစစ်ကောင်စီတပ်တေဆုံသူ20ဦးထက်မနည်းရှိခဲ့လို့သတင်းတွေထွက်ပေါ်ခဲ့တယ်။ PNL လေးကမိုးကုတ်မြို့ကနေဆောက်ခွာမယ်လို့အောက်တိုဘာ20ကွယ်နေ့သတင်းထုတ်ပြန်ခဲ့ပြီးနောက်မိုးကုတ်မြို့ကိုကာကွယ်ဖို့ဆိုပြီးမန်လေးတိုင်းတွင်းက PDF တပ်ရင်းနဲ့ပြည်ညာတပ်ရင်းနဲ့အပောင်းဝင်မြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေတယ်။ PNL လေးက၎င်းတို့အနေနဲ့မြို့ကိုစစ်တပ်လက်ထက်အမှဖြစ်ပြီးတော်လိုင်းဖွဲ့တွေကိုတနက်မဖောက်ဖို့ဖိတ်ခေါ်ပြောခဲ့တယ်။ဒါကြောင့် PDF နဲ့တော်လည်းတက်တွေမြို့ပြင်ဘက်ကိုဆုတ်ခွာပေးမယ်မြို့ပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာဖို့ PDF တွေကတိုက်ခိုက်တာလို့သိရတယ် ။လက်ရှိမှာစစ်ကောင်စီကမိုးကွမြို့ရံနေရာချွတ်မှာလက်နက်ကြီးတပ်ဆင်ပြီးတိုက်ပွဲဖြစ်တဲ့ရွာရဲကိုပြစ်ခတ်နေတယ်လို့သိရှိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။